်မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တဲ့ကစကားသက်အစီအစဉ်အနေနဲ့ပြည်သူ့စစ်မှုထမ်းတင်နန်းစင်တူရေးသားပေးဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်အကူအညီလေးတောင်းမြင်လို့ပါ ကျွန်တော်ပြောတာလေးတွေကိုလိုင်းပေါ်တင်ပေးလို့ရမလားမသိဘူးကျွန်တော်ကတက်မတော်ကြီးဖို့တင်နန်းကြောင်းဘာထူးမှဖွင့်တဲ့ပြည်သူ့စစ်မှုထမ်းအပတ်စဉ်ရှစ်ကနေတင်နန်းစင်သွားတဲ့တင်နန်းသားပါတင်နန်းမှာနီးပြတက်ခွဲမှုကင်နေတဲ့ဘုံမူဖြိုးဝေတင်းနဲ့ လူတကြက်ပြုံးချို့တို့အကြောင်းကိုရင်ဖွင့်ကျင်တာပါဗိုလ်မှူးပြောဝေတင်းဟာကျွန်တော်တို့တင်နန်းသားတွေကိုမတရားသဖြင့်ဆဲဆိုအနိုင်ကျင့်ခဲ့ပြီးလူမဆန်အောင်လဲရိုက်နှက်ပါတယ်ကျွန်တော်တို့အင်ကနေမိဘတွေကဗိုလ်မှူးကေပေးတဲ့ကိုပတ်စံလွှဲပေးရင်လဲနှစ်သိန်းဆိုရင်နှစ်သောင်းလောက်ပဲပြန်ပေးပါတယ်ကျွန်တော်တို့လိုအပ်လို့သွားထုတ်ရင်လဲကျွန်တော်တို့ကိုအမြဲဆဲလွတ်တယ်ဗျပြီးတော့သူကအမြဲမူးယူးနေတော့ပြဿနာမတက်အောင်သူ့မျက်နာပဲကြည့်နေကြရပါတယ် မိပြဆရာဒုတက်ကျပြုံးချိုကလည်းသူ့အတိုင်းပါပဲမထင်မထင်သလိုရိုက်နှက်ပါတယ်ကျွန်တော်ပြောချင်တာကဘုံမူဖြိုးဝေတင်းနဲ့ဒုတက်ကျပြုံးချိုတို့တင်းနန်းမိပြတွေအဖြစ်အမှားမရှိရင်တင်းနန်းသားတွေအတွက်အဆင်ပြေသွားမယ်လို့ထင်ပါတယ်တာဝန်ရှိတဲ့လူကြီးတွေတေချာစစ်စစ်ပြီးစုံစမ်းစီခြင်းလို့ပါသူတို့တွေကအရန်ရိုက်တော့နောက်ထပ်ရောက်တဲ့တင်းနန်းသားအစ်စ်တွေဟာညင်ယုံနဲ့လန့်ပြီးထွက်ပြေးသွားကြပါတယ် နောက်ရောက်လာမယ့်တင်းနန်းသားအစ်စ်တွေကျွန်တော်တို့လိုမခံရစေချင်လို့ပြောပြတာပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တွေရဲမိတွေအနေနဲ့လည်းကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတင်ဆက်ပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။